မင်္ဂလာပါအခုချိန်ကစပြီးတော့ဇူလိုင်လ2ရက်နေ့ဗုဒ္ဓနေ့ညပိုင်းတရင်နဲ့မီဒီယာကွန်ရဲ့ NMG တည်င်းဌာနရဲ့ရုပ်သံတည်င်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမီပါ က်ကောင်စီအဥဆောင်ပြီးတော့ငင်းချင်းရေးဆွေးနွေးပွဲတွေကျင်းပနေတဲ့တစ်ဖက်မှာနိုင်ငံတော်ဝမ်းမှာလေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေကရပ်မသွားခဲ့ပါဘူး။ဒီရှမ်းမြောက်နောင်ချုံမြို့နယ်တဲက30ရွာကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံအယက်သား3ယောက်သေဆုံးခဲ့ပြီးတော့1ယောက်ဒဏ်ရာရခဲ့ပါတယ်။စစ်တပ်ကလေကြောင်းကနေဒီဇူလိုင်လ1ရက်နေ့နေ့လယ်ပိုင်းပေါ့နော်ဒီမွန်လွယ်ပိုင်း3နာရီကျော်လောက်မှာဘုံကျဲခဲ့တာဖြစ်တယ်လို့နောင်ချုံဒေသခံတယောက်ကပြောပါတယ်။လေရင် င်းနဲ့၄ချိန်လာကျဲခဲ့တာဖြစ်ပြီးတော့ဘုံဆယ်လုံးကျဲချခဲ့တယ်လို့လဲတန်တက်မလို့ TNL ကထုတ်ပြန်ထားပါတယ် သေဆုံးထိခိုက်ဒဏ်ရာရတဲ့သူတွေကတော့အမျိုးသားတွေကြီးပဲဖြစ်ကြပါဗျ။အရက်သားတွေထိခိုက်သေဆုံးဒဏ်ရာရခဲ့တဲ့အပြင်အိမ်နှလုံးနဲ့ဘုံကြီးချောင်းနှစ်ချောင်းလည်းထိမှန်ပျက်စီးခဲ့ပါဗျ။နောင်ချုံမျိုးနယ်ထဲမှာတော့လေချောင်းတိုက်ခိုက်မှုတွေအပြင်မြေပြင်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပါဗျ။ပြည်မြို့အဝင်ဒီနဝရေးစစ်စေးရေးဂိတ်မှာရခိုင်ပြည်သူတွေအဖမ်းခံရတဲ့တဲ့င်းနဲ့ပတ်သက်တဲ့နောက်ထပ်စုံစမ်းသိရှိရတဲ့အခြေအနေတွေကိုလည်းပြောပြခြင်းပါတယ်။ပဲခူးတိုင်းပြည်မြို့အဝင်ဒီနဝရေးစစ်စေးရေးဂိတ်မှာရခိုင် ိုင်းပြည်သူတွေဖမ်းဆီးခံရမှုက ပိုပြီးတော့များလာနေပါတယ်။အခုဆိုရင်ဒီအဖမ်းခံရတဲ့သူကအယောက်90လောက်ရှိနေပါပြီ။ဂျွန်လနောက်ဆုံးအပတ်ထဲမှာပဲအဖမ်းခံကြရတာဖြစ်ပါတယ်။အဖမ်းခံရတဲ့သူတွေကတော့ဒီရခိုင်ပြည်တောင်ကုန်းမြို့နယ်တဲကနေအပြည်သူတွေဖြစ်ပြီးတော့ဟိုရန်ကုန်ကိုသွားဖို့အတွက်တော်လန်းကနေခြေကျင်နဲ့လာတဲ့သူတွေဖြစ်တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။ အခုအဖမ်းခံရတဲ့သူတွေထဲမှာ တချို့ကတော့စစ်ကောင်စီရဲ့ဒီစစ်မှုရမ်းတင်နန်းကို ပို့တာခံထားရတာတွေလည်းရှိလာနေပြီလို့ရခိုင်ဘက်ကလာတဲ့သတင်းတွေကဆိုပါတယ်တချို့ကတော့ပြည်မျိုးအခြေဆိုင်အမှတ်969တက်ရင်မှာထိမ့်သိမ်းခံထားပြီးတော့လေးယောက်ကတော့ပြန်ပြီးတော့လွတ်လာတယ်လို့ဆိုပါတယ်ပြန်လွတ်လာတဲ့သူတွေဟာဆိုရင်လည်းတက်ကြီးပိုင်းတွေဖြစ်ပြီးတော့အမျိုးသမီး3ယောက်အမျိုးသား1ယောက်ဖြစ်ပါတယ်သူတို့တွေကလည်းတယောက်ကိုစက်သိန်း90နီးပါးအထိပေးပြီးတော့မှပြန်ပြီးတော့လွတ်လာကြတာလို့ ဆိုပါတယ်နဝရီစစ်စည်ရေးဂိတ်မှာအဖမ်းခံရတဲ့သူတွေကတော့တောင်ကုန်းမြို့နယ်ထဲကတန်းလွယ်ချောင်းနောက်ပြီးတော့လက်ပံကျွန်းနဲ့တက်ကယ်ကျွန်းရွာတွေကဖြစ်ကြပါတယ် စစ်ကောင်စီကဘုံမူကြီးအာဆော့ချစ်သူပေါ့နော် BGF ခေါင်းဆောင်ဘုံမူကြီးဆော့ချစ်သူပိုင်တဲ့ကုမ္ပဏီကိုနာမည်ပြက်စီရင်သွင်းလိုက်ပါတယ်စစ်တပ်လက်အောက်ခံကရင်နယ်ခြားဆောင်တပ် BGF ခေါင်းဆောင်ဖြစ်တဲ့ဒီဘုံမူကြီးဆော့ချစ်သူ ਨੇ သူ့ရဲ့မိသားစုကပိုင်ဆိုင်တဲ့ဒီအာချစ်လင်းမြိုင်ကုမ္ပဏီကိုနာမည်ပြက်စီရင်သွင်းလိုက်ကြောင်းစစ်တပ်ကကြေညာထားပါတယ် ဗိုလ်မှူးကြီးစောချစ်သူကုမ္ပဏီအပါအဝင်ကုမ္ပဏီပေါင်း190ကျော်ကိုပို့ကုန်ရငွေပြန်မသွင်းတာနဲ့ပတ်သက်ပြီးတော့ဇူလိုင်လ1ရက်နေ့မှာနာမည်ပြက်စည်ရင်သွင်းလိုက်တာဖြစ်ပါတယ်။အဲ့ဒီနာမည်ပြက်စည်ရင်ထဲမှာဥဆန်မြင့်ဆိုတဲ့သူကတော့ဒီဗိုလ်မှူးကြီးစောချစ်သူဖြစ်ပါတယ်။ဗိုလ်မှူးကြီးစောချစ်သူအပြင်သမီးဖြစ်သူဒီအာနန်းနင်းနန္ဒာအေးတားနှစ်ယောက်ဖြစ်တဲ့စောချစ်ချင်းနဲ့စောထူးအမူတို့ပါတာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ဗဟုဘဏ်ကပို့ကုန်ရငွေပြန်ပြီး ော့မသွင်းတာနဲ့ပတ်သက်ပြီးတော့ကုမ္ပဏီပေါင်း169ခုကိုနာမည်ပြက်စရင်သွင်းလိုက်တာပဲဖြစ်ပါတယ်ဗိုလ်မှူးကြီးစောချစ်သူမိသားစုကဒီ BGF တက်ရဲ့စီးပွားရေးလုပ်ငန်း6ခုကိုထိန်းချုပ်ပိုင်ဆိုင်ထားတယ်ဆိုပြီးတော့လည်း2024ခုနှစ်မေလတုန်းက Justice for Myanmar ကထုတ်ဖော်ခဲ့တာလည်းရှိပါတယ်ထိုင်းနိုင်ငံချင်းမိုင်မြို့မှာတော့တရားမဝင်ဝင်ရောက်နေထိုင်မှုပြီးတော့အလုပ်လုပ်ကင်နေတဲ့သူတွေဒီလူတွေကိုဖမ်းဆီးတာတွေအပြင်ကြားဖြတ်လို့လူသိ များတဲ့ဒီ online ငွေလိမ်ခိုင်းတွေကိုလည်းရှာဖွေဖမ်းဆီးတာတွေလုပ်နေပါတယ်။ဇူလိုင်လ၁ရက်နေ့မှာချင်းမိုင်မြို့ဟန်တုံးမြို့နယ်ထဲကဘန်းဝံဆိုတဲ့အင်ယာဝင်းထဲမှာဖမ်းဆီးမှုတစ်ခုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီအိမ်မှာဒီကြားဖြန့်လုပ်ငန်းလုပ်နေကြတဲ့နိုင်ငံခြားသား18ယောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းသတင်းတွေကဆိုပါတယ်။အဲ့ဒီတဲမှာတော့တရုတ်နိုင်ငံသား15ယောက်မြန်မာနိုင်ငံသား2ယောက်ကိုကွန်ပျူတာ10လုံး၊မိုဘိုင်းဖုန်း26လုံးနဲ့အတူဖမ်းဆီးရမိခဲ့တာလို့ချင်းမိုင် news ဒီချင်းမိုင်သတင်းကဆိုပါတယ်။ဒီဖမ်းဆီးမှုတဲမှာတော့ American Dollar 15တန်းကျော်လိမ့်လေအဲခဲ့တာနဲ့ပတ်သက်ပြီးတော့ဖော်ထုတ်နိုင်ခဲ့ပြီးအခုဖမ်းဆီးခံထားတဲ့သူ 18ရောက်ကိုလည်းပြည်သူလူထုကိုလိန်လည်ဖို့ပူပေါင်းကြံစီမှုနဲ့ဆွဲချက်တင်ထားတယ်လို့သတင်းမှဖော်ပြထားပါတယ်။ချင်းမိုင်မြို့မှာတော့ဒီညာစီဖြစ်တဲ့ night bazaar နောက်ပြီးတော့အပတ် ဒီတပတ်ဈေးပေါ့နော်အပတ်စဉ်ဈေးလို့လည်းခေါ်လို့ရတယ်ဒီစနေဈေးတို့မှာလည်းဒီအဲစနေဈေးလို့နေရာမျိုးတွေအပြင်တိုင်တန်းမှုတွေရှိနေတဲ့နေရာတွေကိုလိုက်လံစစ်ဆေးပြီးတော့ဖမ်းဆီးမှုတွေလုပ်နေတာရှိပါတယ်ဒါကြောင့်ကျမတို့ဒီမြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ကိုယ်နဲ့သက်ဆိုင်တဲ့စာရွက်စာတမ်းတွေတရားဝင်နေထိုင်ခွင့်လက်မှတ်ရေမောင်းလိုင်စင် passport ပေါ့နော်ဒါတွေကိုကိုယ်သွားတဲ့နေရာတိုင်းမှာတဘာတည်းယူသွားကြဖို့အတွက်တတိပေးခြင်းပါတယ် အခုတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါဒီကနေ့ပထမဆုံးပြောပြချင်တဲ့နိုင်ငံတကာသတင်းအနေနဲ့ကတော့ဥရောပမှာအပူချိန်လွန်ကဲနေတဲ့အကြောင်းဖြစ်ပါတယ်စပိန်နဲ့အင်္ဂလန်နိုင်ငံတွေမှာတော့အပူချိန်ဒီအပူဆုံးပေါ့နော်ဇွန်လအဖြစ်စံချိန်တင်သွားခဲ့ပါတယ်ပြင်သစ်မှာတော့အပူချိန်မျက်နှာကြောင့်အာနမဲကျော်ဒီ Eiffel Tower ရဲ့အပေါ်ဆုံး ထိပ်ပိုင်းကိုခရီးသွားဧည့်သည်တွေကိုတွားရောက်ခွင့်ပိတ်ထားလိုက်ပါတယ်။အီတလီမှာဆိုရင်လည်းမြို့ကြီး28မြို့ရှိတဲ့တဲကအာမြို့ကြီး18မြို့နဲ့မှာဒီ18မြို့မှာပေါ့လေအပူချိန်တတိပေးချက်တွေထုတ်ပြန်ထားပါတယ်။အီတလီက Florence ဒီမြို့မှာဆိုရင်အပူချိန်မြင့်မားလာတဲ့အတွက်လက်စစ်သုံးဆွဲမှုတွေရုတ်တရက်မြင့်တက်လာပြီးတော့ပြီးပြတ်သွားခဲ့ပါတယ်။အခုလိုမျိုးအပူချိန်မြင့်ရတဲ့ဒီမြင့်တက်လာတဲ့အကြောင်းရင်းကတော့အပူအမိုး းခုံးပေါ့เนาะဒီအာ heat dome ဖြစ်ပေါ်တာကြောင့်လို့သိပ္ပံပညာရှင်တွေကပြောထားပါတယ် အပူအမိုးခုံးဆိုတာကတော့ဖိအားများတဲ့လေတွေဟာလှုပ်ရှားလို့မရအောင်ပတ်ဝန်းကျင်လေထုရဲ့ပိတ်ဆို့မှုကိုခံရပြီးတော့အပူတွေစုပြုံလာတာလို့ဆိုပါတယ်။သိပ္ပံပညာရှင်တွေကတော့ဒါဟာဒါကိုပေါ့လေဒီဒဲအိုးဖုံးအောက်မှာအပူတွေစုလာတာမျိုးနဲ့ဥပမာပေးကြပါတယ်။ဥရောပကမြို့ကြီးအများပြားမှာဆိုလို့ရှိရင်ဒီအပူချိန်တတိပေးချက်တွေထုတ်ပြန်ထားရပြီးတော့နိုင်ငံတချို့မှာတော့စာတင်ကြောင်းတွေပါပိတ်ထားရပါတယ်။ဒုတိယသတင်းတစ်ပုဒ်ကတော့အာရှ ASEAN နိုင်ငံတွေထဲကတည်တင်းမှာဆိုတော့ ASEAN နိုင်ငံတွေတွေနဲ့ပတ်သက်တဲ့တည်တင်းလို့ဆိုရမှာပါကျမတို့အစောပိုင်းကအတန်လွင့်ခဲ့တဲ့တည်တင်းတစ်ပုတ်မှာဒီအာပြောပြခဲ့တဲ့ရုပ်တံတည်တင်းတစ်ပုတ်မှာ ASEAN 17နိုင်ငံဖြစ်လာတော့မယ်အောက်တိုဘာလမှာလုံးမယ်ဒီ ASEAN ထိပ်သီးအစည်းအဝေးမှာအဖွဲ့ဝင်တဲ့အဖြစ် Timor Leste နိုင်ငံပါဝင်လာတော့မယ်လို့ပြောထားတာရှိပါတယ်အားလုံးလည်းမှတ်မိမယ်လို့ထင်ပါတယ်ဆိုတော့ Timor နိုင်ငံ ASEAN မှာပါဝင်လာမယ့်အရေးကိုအခုတော့မြန်မာနိုင်ငံက န့်ကွက်လိုက်ပါတယ်စစ်ကောင်စီကဒီမိုနိုင်ငံဟာအာဆီယံပြည်ညင်မှာပါဝင်တဲ့ပြည်တွင်းရေး ွေမဆွက်ရဆိုတာကိုဖောက်ဖျက်တယ်ဆိုပြီးတော့ ASEAN ဥက္ကဋ္ဌတာဝန်ယူထားတဲ့မလေးရှားနိုင်ငံကိုပေးပို့တဲ့စာတစာမှာဖော်ပြထားတယ်လို့ Thai PBS သတင်းမှာဖော်ပြလာပါတယ်။စစ်ကောင်စီကပေးပို့တဲ့စာထဲမှာဒီ Timor နိုင်ငံအနေနဲ့ ASEAN အဖွဲ့ဝင်နိုင်ငံတနိုင်ငံကိုဆန့်ကျင်တဲ့ဒါမှမဟုတ်ပဋိပက္ခရှိနေတဲ့အဖွဲ့အစည်းတွေနဲ့ထိစပ်မှုကနေရှောင်ကျဉ်ဖို့ကိုလည်းတိုက်တွန်းထားပါတယ်။ Timor နိုင်ငံဟာအတိုက်ခံအစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီးတော့ NUG ကိုသူ့နိုင်ငံမှာ ရုံးဖွင့်ခွင့်ပေးထားတာကြောင့်အခုလိုမျိုးကန့်ကွက်တာဖြစ်နိုင်တယ်လို့လည်းနိုင်ငံရေးအကဲခတ်တွေကဆိုကြပါတယ်။ဒီမိုနိုင်ငံရဲ့ဒီအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်ကို လာမယ့်အောက်တိုဘာလမှာကျင်းပပြုလုပ်မယ့်ဒီအစည်းအဝေးမှာအတည်ပြုမှာဖြစ်ပြီးတော့မြန်မာရဲ့ဒီကန့်ကွက်ချက်ကိုတော့အာဆီယံဥက္ကဋ္ဌဖြစ်နေတဲ့မလေးရှားနိုင်ငံကဘလို့မျိုး တုံ့ပြန်သွားမယ်ဆိုတာကိုတော့မသိရသေးပါဘူး။ ုတလောရက်အကန့်သက်တွေနဲ့ကိစ္စရက်တွေခက်ဆားနေတာကိုသတိထားမိမယ်လို့ထင်ပါတယ်။အိန္ဒိယပါကစ္စတန်9ရက်စစ်ပွဲတို့နောက်ပြီးတော့ဒီအီရန်အစ္စရေး12ရက်စစ်ပွဲတို့ခက်ဆားနေခဲ့တာပါ။အခုတော့ထိုင်းနိုင်ငံမှာလည်းရက်အကန့်သက်နဲ့ဒီကိစ္စထပ်ပြီးတော့ပေါ်လာပါတယ်။ဒါကတော့တရက်ဝင်ကြီးချုပ်ပါဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကဝင်ကြီးချုပ်ဖေထုံထန်ရှင်နဝတ်ကိုရာထူးကနေရက်ဆိုင်ထားလိုက်တဲ့အခါမှာတော့ဒုတိယဝင်ကြီးချုပ်က ဝင်ကြီးချုပ်တာဝန် ်ကိုယူလိုက်ရပါတယ်။သူကတော့ဒီကနေ့ဗုဒ္ဓဟူးနေ့တရက်အပြည့်ပဲဝင်ကြီးချုပ်တာဝန်ကိုယူခဲ့တဲ့ဒုတိယဝင်ကြီးချုပ်ဟောင်းစူရိယဖြစ်ပါတယ်။ သူ့အနေနဲ့ဝင်ကြီးချုပ်တက်တန်းဟာတရက်ပဲခန္ဓာရောဒီဝင်ကြီးချုပ်ဖေထုံထံကိုတရားရုံးကတာဝန်ကနေယာယီမရက်ဆိုင်ခင်မှာအစိုးရအဖွဲ့အသစ်စရင်ပေါ့လေစရင်အသစ်ရေးဆွဲပြီးဖြစ်လို့ပါတရားရုံးဆုံးဖြတ်ချက်မတိုင်ခင်မှာပဲထိုင်းပြည်နန်းတော်ကအစိုးရအသစ်စရင်ကိုအတီးပြုတ်ပေးခဲ့ပါတယ်အစိုးရအသစ်စရင်ထဲမှာတော့ပြည်ထရေးဝင်ကြီးအာဖုန်ထန်ဝထရချိုင်ပေါ့နော်ဝထရချိုင်ကဒုတိယဝင်ကြီးအဲချုပ်အဖြစ်နဲ့ဝင်ကြီးချုပ် ာဝန်ကိုထမ်းဆောင်သွားမှာဖြစ်ပါတယ်။ ပြည်သက်တွေတည်ကျင်နေတဲ့နောက်တစ်ခုကတော့ဒီတရားရုံးအဆုံးဖြတ်ကဘယ်လိုမျိုးဖြစ်မှာလဲဆိုတာပါဝင်းကြီးချုပ်ဖေထုံထန်ရှင်နဝတ်ကဒီ15ရက်အတွင်းမှာဆွဲချက်ဆွဆွဲချက်တွေကိုပေါ့လေအဲ့ဒီအပေါ်မှာသဘောထားကိုတင်ပြရမှာဖြစ်ပါတယ်ဒါအဲ့ဒီလျှောက်လဲချက်တင်ပြီးရက်ပေါင်း30နဲ့60အတွင်းမှာတရားရုံးကဆုံးဖြတ်ရမှာပါအပြစ်ရှိတယ်လို့ဆုံးဖြတ်ရင်တော့ဝင်းကြီးချုပ်အနေနဲ့ချက်ချင်းယာဒူကနေရက်ဆိုင်ခံရမှာဖြစ်ပြီးတော့လက်ရှိဝင်းကြီးချုပ်ဖြစ်နိုင်သူတွေထဲကဝင်းကြီး ချုပ်အစ်တတယောက်ကိုပြန်ပြီးတော့ရွေးချယ်ကြာမှာဖြစ်ပါတယ်။အပြစ်မရှိဘူးလို့တရားရုံးကဆုံးဖြတ်ရင်တော့ဝင်းကြီးချုပ်ဖေတုံတန်းရှင်နဝက်ကဝင်းကြီးချုပ်တာဝန်တွေကိုချက်ချင်းပြန်ပြီးတော့ထမ်းဆောင်ရမှာပဲဖြစ်ပါတယ်။တဲ့နဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။